မင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့ဂျွန်26ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရနေကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲနိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ခြေလှမ်းအစားလို့စတက်လုတ်တဲ့ငင်းငင်းရေးဖိုရန်ကိုဒွန်ညိုညိုတင်အမွမ်းတင်ပြောလိုက်တဲ့သတင်းစစ်ကောင်စီလက်ထက်မူရင်းနှင်းနေအောင်မြင်နေရလို့ပြောလိုက်တဲ့စစ်ကောင်စီပြည်ထရေးဝန်ကြီး PDF တွေဝိုင်းထားလို့တောင်းတာမှာအင်အားရရှိတဲ့စစ်တပ်စစ်ကြောင်းပိတ်မိနေတဲ့အကြောင်း တန်ရစ်တပ်ဖွဲ့9နာရီကြာကြာပြစ်ခတ်ဖမ်းဆီးခဲ့ရတဲ့မိုးကောက်ကဓမြအဖွဲ့မျက်နှာပြောင်တိုက်လူတန်းနေတဲ့စစ်ကောင်စီကို အတူပီစီမင်းအရအရေးယူပေးဖို့တောင်းဆိုလိုက်တဲ့တဲ့င်တဒါချိုးလူတွေတေစီတဲ့အထိတိ့့မှာရေပေးတံခံနေရတဲ့အကြောင်းအဲ့လိုတနစ်တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပါတဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမအဦးဆုံးတဲ့င်းကတော့နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ခြေလှမ်းအစားလို့စစ်တပ်ဥဆောင်ပြုလုပ်နေတဲ့ငင်းချင်းရေးဖိုရန်ကို ဒေါ်ညိုညိုသင်းကအမွမ်းတင်ပြောဆိုလိုက်ပါတယ်စစ်ကောင်စီရဥဆောင်ပြုလုပ်တဲ့2025ခုနှစ်ငင်းချင်းရေးဖော်ရံကိုဒုတိယကြိမ်မြောက်အဖြစ်နေပြည်တော်မှာဇွန်25ရက်ကနေ28ရက်နေ့အထိ3ရက်ကြာကျင်းပပြုလုပ်နေပါတယ်ပထမနေ့မှာပွဲတက်လာတဲ့2010လွတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ညိုညိုသင်းကနိုင်ငံဆွေးနွေးပွဲတွေရဲ့ခြေလှမ်းအစားလို့စစ်တကဥဆောင်ပြုလုပ်နေတဲ့ငင်းချင်းရေးဖော်ရံကိုအမွမ်းတင်ပြောကြားသွားပါတယ် တခါပြစ်ခတ်ရက်စဲမှုတွေပြုလုပ်ကြပေမဲ့မြေပြင်မှာတိုက်ပွဲတွေဆက်ဖြစ်နေရာကြောင့်ငင်းချင်းရင်တကောက်ကိုဆက်ပွင့်ထားပြီးလက်နက်ကင်တိုက်တဲ့နီလန်အစာစကဝိုင်းဆွေးနွေးပွဲတွေကျင်းပလာနိုင်ဖို့ဖြစ်တယ်လို့ဒေါညိုညိုတင်းကဖိုရန်ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောပြပါတယ်ဆွေးနွေးပွဲစကဝိုင်းနဲ့ဖြစ်လာဖို့အတွက်ဒီနေ့ကျင်းပတဲ့ဖိုရန်ကကနဦးအစအခြေလမ်းဖြစ်ပါတယ်ပြည်တွင်းမှာဖြစ်နေတဲ့ပဋိပက္ခတွေကိုပြည်တွင်းအုပ်စုတွေအားလုံးကပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါတယ် ဒါမှသာရေရှည်တည်တံ့ခိုင်မြဲတဲ့ညီကြိုင်းကိုရရှိမှာဖြစ်ပါတယ်လို့ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းကပြောပါတယ်။မနေ့ကပြုတ်လုတဲ့ညီကြိုင်းရဲ့ဖိုရန်ဖွင့်ပေကိုဘယ်လာရုစ်နိုင်ငံစီမသွားမီစစ်ကောင်ဆောင်မင်းအောင်လိုင်းတက်ရောက်မင်းခွန်ပြောခဲ့တယ်လို့တရုတ်အထူးကိုယ်စားလှယ်တင့်ရှိကျွန်းအပါဝင် လူ259ယောက်တက်ရောက်ခဲ့လို့စစ်ကောင်စီကဆိုပါတယ်။စစ်ကောင်စီဒုတိယဗိုလ်ချုပ်ကြီးရာပြိုးဦးဆောင်ကျင်းပတဲ့ဖိုရန်ကိုလာမယ့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရဲကို အဓိကထားဆွေးနွေးနေကြရလို့သိရပါတယ်။ဒုတိယအနေနဲ့စစ်ကောင်စီလက်ထက်မူရင်းနှိမ့်နေအောင်မြင်နေရလို့စစ်ကောင်စီပြည်ထောင်ဝန်ကြီးကပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္ဂနွေလုံးတရားဥပဒေစွန်းမုံမုံကင်းမဲ့နေတဲ့စစ်ကောင်စီလက်ထက်မှာမူရင်းစေဝါတားဆီးနှိမ့်နေတဲ့လုပ်ငန်းတွေအောင်မြင်မှုရနေရလို့စစ်ကောင်စီရဲ့ပြည်ထောင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်က ပြောပါတယ်။ဒီနေ့ကြောက်ရတဲ့38ချိန်မြောက်အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလွဲ၃မှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရဲ့နေမှာကိုပေးပို့တဲ့တုံးလာမှာသူကထစ်ပြောသွားတာပါဒါအပြင်မူရဲ့အတ္တိကတရားခွန်တွေကိုထောင်တန်းအပြင်နောက်ထပ်ပြင်းမှုမကျူးလွန်နိုင်စေဖို့ပိုင်ဆိုင်မှုတွေကိုငွေကြေးခွာရှာမှုတိုက်ဖျက်ရဲ့ဥပဒေနဲ့ပြည်သူ့ဗန္တာအဖြစ်သိမ်းယူနေလို့ဒုတိယပို့ချုပ်ကြီးကပြောပါတယ်မူရဲ့စေဝါထုတ်လုပ်မှုရော့ကျစေမူရဲ့စေဝါရှက်လောက်ရမှာအသုံးပြုတဲ့ဓာတုပစ္စည်း53မျိုးကိုပုတ်ကုံကြိုတင်တတိပယ်စနစ် PEN နဲ့မထိန်းချုပ်ထားတဲ့ ဓာတ်ရုပ်ပစ္စည်းတွေကို PN online like စနစ်တွေနဲ့ဖမ်းဆီးနေတယ်လို့ဆိုပါတယ်။မြန်မာမှာ2023ခုနှစ်ကနေ2024ခုနှစ်အထိမူရစေဝါတားဆီးနေနေရအထူးစစ်စင်အနေနဲ့အကြိမ်60ဆောင်ရွက်ခဲ့ပြီး2024ခုနှစ်အတွင်းမူရစေဝါအမှုန့်ပေါင်း9593မှုန်ကနေတည်ခန့်8828ဦးကျပ်1163ဘီလီယံကျော်တန်ဖိုးရှိမူရစေဝါနဲ့ဆက်ဆက်ပစ္စည်းတွေကို ဖမ်းဆီးရမိကြလို့ဆိုပါတယ်။ဒါအပြင်2024ခုနှစ်2025ခုနှစ်ဘိန်းဆိုင်ရာသီအတွင်းတရားမဝင်စိုက်ပျိုးထားတဲ့ဘိန်းခင်4934เอกကျော်ကိုဖျက်ဆီးနိုင်ကြလို့သိရပါတယ်။တာရီယာသတင်းကတော့ PDF တွေဝိုင်းထားလို့တောင်းသားမှာအင်အားရရှိတဲ့စစ်တပ်စစ်ကြောင်းပိတ်မိနေတဲ့အကြောင်းပါ။ဂျွန်လာ25ရက်မနေ့ပိုင်းမှာတောင်တာမြို့နယ်ကင်းစလုတ်ရွာကိုရောက်ရှိလာတဲ့အင်အားရနဲ့ရှိပါတဲ့စစ်ကြောင်းကို ် PDF တက်တွေက wipe pad ပိတ်ဆို့ထားတာဒီနေ့အထိပဲဖြစ်တယ်လို့သိရပါတယ်ဒီလိုပိတ်ဆို့မှုကိုဖြိုခွင်းဖို့စစ်ကောင်စီစစ်ကြောင်းကလေကြောင်းပစ်ကိုခေါ်ခဲ့ပြီးတဲ့နောက်ဒီနေ့မနက်ပိုင်းမှာတော့စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့မြေပြင်သတင်းမြင့်တွေရှိကနေသိရပါတယ်အင်အားတရာလောက်ပါတယ်အဲ့ဒီစစ်ကြောင်းဟာမန္တလေးတိုင်းညောင်ဦးမြို့နယ်ငါးတယောက်ရဲစခန်းကနေလာခဲ့ကြတာဖြစ်ပါတယ်ဒီစစ်ကြောင်းထွက်လာအောင် လေကြောင်းပစ်ကိုပေးပြီးစစ်ကောင်စီဘက်က လမ်းရှင်းပင်းနေပေမဲ့ကင်းစလုတ်ရွာတဲကမထွက်နိုင်သေးတယ်လို့ PDF တွေလည်းနည်းနည်းနောက်ဆုတ်ပေးအောင်ကလွယ်ပြီးဆက်ဝိုင်းထားတယ်လို့ MP ရဲ့မြေပြင်သတင်းမြစ်တွေစီကနေသိရပါတယ်ဒီလိုဝိုင်းထားပေမဲ့ဒီစစ်ကြောင်းနဲ့ကောက်ွယ်ရဲ့တက်ဖွဲ့ရဲ့အကြာဒီနေ့နေ့လယ်ပိုင်းအထိထိတွေ့တိုက်ပွဲမဖြစ်သေးဘူးလို့သိရပါတယ်ဒီစစ်ကြောင်းကြောင့်ညောင်ဦးနဲ့တောင်တန်မြို့နယ်တို့မှာရှိတဲ့ရွာကိုးကူးတက်မင်းကဒေသခံ9000ကျော်ဘေးလွယာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ် ဆက်လက်ပြီးမိုးကုတ်ကဓမြအဖွဲ့ကိုတန်းရစ်တဲ့ဖွဲ့9နှစ်ကျော်ကြာပြစ်ခတ်ဖမ်းဆီးခဲ့ရတဲ့တရင်ကိုတင်ဆက်ပေးမှာပါတန်းတက်အတင်းနယ်လေးထိရှုပ်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ပေါ်မှာခေါအောင်နေရဲ့9ဦးပါဓမြအဖွဲ့ကိုတင်းနယ်လေးရစ်တဲ့ဖွဲ့ကအရှင်ဖမ်းမိခဲ့ရလို့တရင်ရရှိပါတယ်မိုးကုတ်မြို့ရွှေပုံတိုင်ရက်ကွက်အတွင်းမှာရှိတဲ့အိမ်တိန်ကိုဓမြတွေခေါအောင်နေရဆိုတဲ့တရင်အရာ TNL ရစ်တက်ဖွဲ့ကဒီနေ့မနက်တနာရီကျော်ကနေလမ်းတွေပိတ်ဆို့ဖမ်းဆီးခဲ့ရမှာ နက်၈နာရီခွဲခန့်မှာဖမ်းနိုင်ခဲ့တယ်လို့ဒီအကြောင်းသိရှိထားတဲ့မိုးကုံမြို့ခံတွေကပြောပါတယ်။မိုးကုံမြို့ခံတအူးကဓမြတွေကအမှောက်ခိုးနေရနှစ်လားလောက်ရှိပြီလို့သိရတယ်။ဓမြတွေကတနက်နဲ့ရောလက်ပစ်ပုံးတင်နဲ့ရောပြန်ပစ်တာတိုက်ပွဲဖြစ်နေတယ်လို့ပဲလို့ MP ကိုပြောပါတယ်။အပြန်အလှန်ပြစ်ခတ်မှုအတွင်း TNL ရဲတအူးကြဆုံသွားပြီးလွတ်မြောက်တဲ့နောက်ထပ်ဓမြတပ်ဖွဲ့ဝင်တွေရှိမရှိကိုမြို့ခံတွေလည်းမသိရသေးတယ်လို့ PSLF TNL ဘက်ကလည်း တင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူးပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လ24ရက်နေ့မှာ TNL နဲ့မဟာမိတ်တပ်တွေကမိုးကုတ်တမြို့လုံးကိုအလုံးစုံတင်ပိုက်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်လက်ရှိအချိန်ထိ TNL ကအုပ်ချုပ်နေတာဖြစ်ပါတယ်ဒါကြောင့်မိုးကုတ်မြို့ကိုနေ့တိုင်းညပါဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ဟာမနေ့ညာ7နာရီကျော်ကအုံကိုင်းရက်ွက်တဲ့ Jet Fighter နဲ့ပေါင်250ဘုံတလုံးလာရောက်ကျေရှာတိုက်ခိုက်ခဲ့လို့ခလင်းငယ်တအုပ်နဲ့အမျိုးသားတအုပ်တို့ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် နေအိမ်၅လုံးနဲ့ဖုံးကြီးတောင်းတစ်ကြောင်ထိမှန်ပြက်စီခဲ့လို့ PSLF တရနယ်လေကဒီနေ့မှသတင်းထုတ်ပြန်ပါတယ်။ပြည်တွင်နောက်ဆုံးသတင်းအနေနဲ့မျက်နှာပြောင်တိုက်လူသက်နေတဲ့စစ်ကောင်စီကို R2B စီမံအရာအရေးယူပေးဖို့တောင်းဆိုလိုက်တဲ့အကြောင်းဖြစ်ပါတယ်။လူအတန်နဲ့အပြည့်ပြည့်ဆိုင်အောင်ဥပဒေတွေကိုအရေးမဆိုင်ပဲမျက်နှာပြောင်တိုက်နေတဲ့စစ်ကောင်စီကို R2B စီမံအရာအရေးယူပေးဖို့တာမတ်ကြီးဦးကျော်မွန်ထွန်းကကုလရှင်မြေမှာတောင်းဆိုလိုက်ပြန်ပါတယ်။ ဂျွန်25ရဲ့နယူးယောက်မြို့မှာကျင်းပတဲ့ကာကွယ်ပေးဖို့တာဝန်ရှိမှုနဲ့လူမျိုးလုံးတပ်ဖြတ်မှုဆေးရဆွမ်းမှုလူမျိုးစုအလိုက်တုတ်တင်ရှင်းနေမှုနဲ့လူမျိုးနေစုရဲ့ပေါ်ကျူးလွန်တဲ့ပြစ်မှုတွေကိုကာကွယ်တားဆီးရဲ့20ပြည့်အထိမ်းအမှတ်အစည်းအဝေးမှာတန်မတ်ကြီးကထစ်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဥကြုံမိုးထွန်းရဲ့မင်းကွန်းတဲ့အားလုံးအနေနဲ့ R2P စံနှုန်း အပြည့်ပြည့်ဆိုင်ရာဥပဒေစီမံတွေနဲ့လူသားဆန်မုန်းတို့အပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုထိမ့်သိမ်းကာကွယ်ဖို့ပြက်ကွက်နေကြတယ်လို့လည်းပြောသွားပါသေးတယ်။ရန်ကုန်အခြေဆိုင်နိုင်ငံရေးဆောင်ပါရှင်တူကတော့တန်မတ်ကြီးရဲ့တောင်းဆိုမှုကိုအကောင်းမြင်ပေမဲ့စစ်ဆောင်တွေတောင်မကူညီနိုင်တဲ့နိုင်ငံတကာကိုမရှိမရေဖြစ်နေပါတယ်။အတူဝီတို့ဘာလို့ကတိတ်ဝဲလုံးပါတယ်။နိုင်ငံတကာအနေနဲ့မြန်မာစစ်ဆောင်ပြည်သူတွေလောက်လိုအပ်တဲ့အထောက်ပံ့တွေပေးရင်ကိုကျင်းနဲ့လှပါပြီ။ နိုင်ငံတကာကအဲ့လောက်ကိုမလုံနိုင်သေးပါဘူးလို့ပြောပါတယ်။ကာကွယ်မှုပေပေါ်တာဝန်ရှိမှုမူကိုအကောင့်ထဲပေါ်ပြီးကုရကရမင်းနေတဲ့မြန်မာပြည်သူတွေကိုကူညီပေးကြဖို့တန်မတ်ကြီးကပြောသွားပါတယ်။၂005ခုနဲ့အတေပြုတ်ခဲ့တဲ့အတူပီစီမံရလူမျိုးလုံးတက်ဖြတ်မှုဆေးရဆွမ်းမှုလူမျိုးစုအလိုက်တုတ်တန်ရှင်းလင်းမှုနဲ့လူမျိုးနွယ်စုတွေအပေါ်ကျူးလွန်တဲ့ရာဆွမ်းမှုတွေကျူးလွန်ခံရတာတွေကနေနိုင်ငံတကာအတိုင်းအဝိုင်းကစုပေါင်းအရေးယူဖို့တာဝန်ရှိတယ်လို့ပြဋ္ဌာန်းထားပါတယ် နောက်ဆုံးပြပတဲ့တင်ကတော့တဒါကြီးတွေကြိုးလူတွေတည်စေတဲ့အထည်တယုံမှာဆိုးရွားတဲ့ရေကြီးတံခံနေရတဲ့တင်နဲ့နှုတ်ဆက်လိုက်ပါစေတယုံနိုင်ငံတောင်ပိုင်းကွေးကျိုးပြည်နယ်မှာရေကြီးမှုကြောင့်တပတ်အတွင်းလူ၈၀၀၀ထက်မနည်းရေဘေးရှောင်နေရတဲ့အပြင်၆ဦးသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်ရုံကျန်းခန့်ကဆိုးရွားတဲ့ရေကြီးမှုတွေကြောင့်မြင်းနှိမ်ပိုင်းတွေမှာပြင်းထန်တဲ့ရေလွှမ်းမှုမှုခံခဲ့ရပြီး လမ်းတတားကြီးတွေအပါဝင်အခြေခံအဆောက်အုံတွေအပြည့်အစုံများတာကြောင့်လမ်းပိတ်ဆို့မှုနဲ့ဆက်သွယ်ရေးပြတ်တောက်မှုတွေဖြစ်နေလို့သိရပါတယ်။ကေဆေးတွေလုံနေရကြလူတချို့လည်းပိတ်မိနေခဲ့ပြီးအခုရေပြန်ကြလာချိန်မှာတော့ပြန်လည်ထူထောင်ရင်းနဲ့ပိတ်မိနေတဲ့လူတွေကိုရှာဖွေရတဲ့လုံနေရလို့လည်းတရုတ်အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ရုံကျန်းခန့်ကဘောလုံးကွင်းတစ်ခုဟာရေအောက်ကို7နီးပါးအထိမြုပ်သွားတယ်လို့ဒေသခံတအူးကတော့အင်ရတာဒီယာထက်ကနေကေဆေးခဲ့ရတယ်လို့ နိုင်ငံပိုင်ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံဟာဒီနှစ်နွေရာသီမှာရာသီဥတုအခြေအနေဆူဆူဝါကြုံနေရပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်းကွေးကြုံနဲ့ကက်လျက်ဟူနန်ပြည်နယ်မှာလည်းမိုးတိမ်ထန်စွာရာသွန်းမှုတွေကြောင့်လူတောင်းနဲ့ရှိပြီးရွှေ့ပြောင်းခဲ့ရပါတယ်။တရုတ်အစိုးရကရေကြီးမှုကိုထိန်းချုပ်ဖို့နဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေအတွက်ယွန်တန်းတရာကျော်ထောက်ပံ့ငွေချပေးထားတယ်လို့သိရပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ ကျေးဇူးနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။